အလုံးမမင်္ဂလာပါဆန်ဒီခိုင်စင်ပါပါအဲ့တော့အခုဗီဒီယိုဖိုင်လေးကကျောင်းသားတို့ N3 listening O question 3စုံမြောက်ကမြားထိုးပု္ပ္ပာလေးကိုစပြီးတော့လေ့ကျင့်ပေးမှာပဲเนาะဒါနဲ့ဆိုရင်မြားထိုးပု္ပ္ပာ listening လေ့ကျင့်တာ3စုံမြောက်ကိုရောက်လာပြီเนาะဒီလိုပု္ပ္ပာမျိုးဆိုရင်ကျောင်းသားရဲ့အမြဲတမ်းပါတယ်เนาะ sign one dan နဲ့ customer နဲ့ပြောတဲ့ပုံစံလေးအမြဲတမ်း order mara နဲ့ပတ်သက်ပြီးတော့ပြောမှာပေါ့เนาะ chu mon ဆိုရယ် order mara နဲ့ပတ်သက်ပြီးတော့ပြောမှာအမြဲတမ်းတပုတ်ကတော့ပါတယ်နားထောင်မယ်1番 コーヒーを注文したのに、紅茶が来ました。コーヒーを注文したのに、コーヒーマーゲラ。コーヒーマーゲラを紅茶が来ました。ラペイイヤウララコーマーラーコーヒー。ヤウララ、ラペイイヤウララ、ラコーダーソーインヨ、ブルビョムリ。ミャトラレルニアがコーダーソーインヨ、ブルービョムリ。1これはコーヒーというより紅茶ですか ဟိုဟီတူယူယော်ရီတူယူယော်ရီဆိုတာကလို့ဆိုတာထက်ဒီဟာကတဲ့ကော်ဖီလို့ဆိုတာထက်လဖက်ရည်ကြီးလားတဲ့အဲအဲ့လိုမျိုးမှမှချရတယ်ဆိုလို့ရှိရင်ကိုသာဆိုရင်ရောအဲလက်ညှိုးထိုးပြီးတော့အဲ့လိုမျိုးပြောမလားဒီဟာကကော်ဖီလို့ဆိုတာထက်လဖက်ရည်ကြီးလားအဲအတိုင်းရောမပြောဘူးလေနော်နည်းနည်းရှင်းရကြရပါတော့เนาะအဲ့တော့နံပါတ်1ကမှားပါတယ်အနောコーヒーを頼んだはずですけど3どういうわけで 紅茶を持ってきましたか?တော့ဝါခဲသေးပိုင်အမြဲတမ်းမမက်နဲ့ဝါခဲသေးဆိုတာက reason ကြောင့်အကြောင်းပြချက်ကြောင့်အဲ့တော့ do you ဝါခဲသေးဘလို့ကိစ္စတွေကြောင့်ဘာကိစ္စကြောင့်လက်ဖက်ရည်ကိုယူလာခဲ့တာလဲ တော့ဘာကိစ္စကြောင့်ဘလို့ကိစ္စကြောင့်လဖေးရီကိုယူလာခဲ့တာလဲဆိုပြီးတော့ကနံပါတ်3လို့ပုံစံကြီးပြောရင်လည်းအဲ့ဒါယင်သီးရာကြီးကြတယ်အဲ့အတွက်ကြောင့်လို့အဖြေမှန်ကနိဗ္ဗာန်နံပါတ်1ပါနော်တာနောမှုဆိုတာကတောင်းဆိုတာအဲ့တော့ဒီနေရာမှာတော့ကကော်ဖီကိုတောင်းဆိုတယ်ဆိုတာကကော်ဖီမာတယ်ပေါ့ဟာဆုဆိုတာကပုံမင်းဟိုလေကျွန်တော်မာတာကော်ဖီမာခဲ့တဲ့ပုံမင်းနော်ဆိုပြီးတော့အတိုင်းကြီးပြောလိုက်တာနားလည်မယ်နော်အဲ့တော့ပြန်နားထောင်ကြည့်မယ်1番コーヒーを注文したのに 紅茶が来ました。何と言いますか ?1。これはコーヒーというより紅茶ですか ?2。2> あのー、コーヒーを頼んだはずですけど。3。どういうわけで紅茶を持ってきましたか အဲ့ဒါနိဗ္ဗာန်နံပါတ်1ကိုသွားပါမယ်အဲ့တော့နံပါတ်1မှာလေးကျောင်းသားရဲ့ယာရူအကြီးနဲ့အငယ်ပုံစံမျိုးဒါမျိုးပုံစံလည်းအများတည်းမမေးတဲ့ဟဲ့ဒီမြားထုတ်ပုံစံမှာလေသူလဲပက်နေရအော်ဒါမာလာတွေတို့ပြီးရင်လုံးလို့ရတယ်လို့လုံးလို့မရဘူးဆိုတာတွေပြီးရင်ကိုကလှုပ်ချင်တာလားသူများကိုခိုင်းမာလာတွေအထက်လူကြီးတွေအောက်လူကြီးဓာရီနဲ့ပဲလဲပက်နေရကိုက listening ကိုသာ၅စုံလောက်သာလေ့ကျင့်ထားလိုက်အေးဆေးပဲအေးဆေးဖြေလို့ရတယ်ဒါပဲနော်ဓာရီပဲလဲပက်ပြီးဓာရီပဲအထက်ထက်ခါကမေးနေရနိဗ္ဗာန်先生の本を見たいです。 先生のをたたらが三岁呢，红哦没带，没带是吧？个钱呐，哥个老钱呐，三岁也啥哦个没带的，几钱来的？哦，苗头他的高妈哩，哥哥来个几钱呐？带钱呐，哥哥来个几钱呐？喏。と言いますか？なんと言いますか？发表嘛哩。一。<1. S 1> この本見ていただけませんか？二。<2. S 1> この本。 見せてもよろしいですか3<ン>この本見せていただけませんかえー、アマゾ,ゾンにロボさんを見せていただけませんかえー、アマゾンにロボさんを見せいただけませんが、よろしかえー、ロンジャーペチャーやいな。ただ、リアリ လက်ရှိတင်ပေးမယ်ဒီနှုတ်ကလေးကိုဒါအကြောင်းသားတို့မှတ်ထားအဲ့လိုပုံစံမျိုးဆိုရင် AC ဒူးနံပြီးတော့ဖြေနိုင်တယ်ဘာသာပြန်မသိတော့မှ AC ဒူးနံပြီးတော့ဖြေနိုင်တယ်အမြဲတမ်းပဲမှတ်ထားပါကိုကလှုပ်ချင်တာဆိုရင်ဆဲပါတာကိုရွေးရတာကိုကလှုပ်ချင်တာဆိုရင်ဆဲပါတာကိုရွေးရတာပါဆဲ တဲခူတာဆိုင်တို့ဆဲတဲမိုရာရဲတို့ဆဲတဲမိုရာရဲမဆက်ကဟဲ့ဒီဟဲ့ဒီဆဲပါတာတွေကိုရွေးရတာပါအခုဒီမှာဆိုလို့ရှိရင်လေကိုကမိတိုင်းကြည်ကျင်တာစမ်းစေးရဲ့စာအုပ်ကိုကိုကကြည်ကျင်တာကိုကိုတိုင်းကလှုပ်ချင်တာမို့လို့ကိုကိုတိုင်းကလှုပ်ချင်တာမို့လို့ဆဲပါတဲ့ဟာကိုရွေးပေးရမယ်အဲ့တော့ listen ထဲမှာသူပြောထားတဲ့အထဲမှာဆဲပါတာကနံပါတ်1ကကြတော့ဒီမှာမိတဲလို့ပဲပြောထားဆဲမပါဘူးအဲ့အတွက်ကြောင့်မလို့ auto pay ံပါတ်1က10သဲဆိုတော့10ပါတယ်နံပါတ်3ကလည်း10သဲဆိုတော့10ပါတယ်အဲအဲ့မှာတခုပြောချင်တာလေးចောင်းသားတွေအများတတ်မှတ်တာကိုကလှုပ်ချင်တာဆိုလို့ရှိရင်10ပါတာကိုရွေးရတော့냐လေဒီတခုကတော့ချွင်းချက်ပါဆဲပါတာကိုရွေးလို့မရပါဘူး birthday မို့ e နဲ့ birthday မို့ရောတော့ရှိရအတူတူပဲပေါ့เนาะအတိတ်ပဲအတူတူပါပဲ birth လုံးလို့ရလားကိုကစားကျင်တာ ိုကတာဘဲတိုင်းစားကျင်တယ်ဆိုရင်စားလို့ရလားဆိုပြီးတော့ကွာကိုကလှုပ်ချင်တယ်ကိုကိုတိုင်းကလှုပ်ချင်တာမျိုးဆိုရင်ဒီမှာ birth day မို့ ee တို့ birth day မို့ရောရောရှိရို့သုံးမယ်ဆိုရင်အပေါ်ကပြောတယ်လို့မျိုးကွာဆဲပါစရာမလိုပါဘူးအကယ်၍များဒီနေရာမှာဆဲဤထဲလိုက်မယ် birth ဆဲတဲမို့ ee တို့ birth ဆဲတဲမို့ရောရောရှိ ee ဆိုပြီးတော့ဆဲဤတာပါလိုက်မယ်ဆိုလို့ရှိရင်ကြတော့ तू ကသူများကိုခိုင်းတဲ့ပုံစံကြီးဖြစ်သွားမှာပါနားလည်မယ်နော်သူများကိုခိုင်းတဲ့ပုံစံကြီးဖြစ်သွားမှာ အခုဒီမှာဆိုရင်နမတ်နစ်မှာကြတော့ဆဲတဲ့ရောတော့ရှိဆိုတော့ဟောဒီမှာဆိုရင်ဆဲတဲ့ရောတော့ရှိဆိုတော့သူများကိုခိုင်းတဲ့ပုံစံကြီးကိုကိုတိုင်းကကြည်ကျင်တာလေဆရာကိုကြည်ခိုင်းတာအဲဆရာနင်ကြည့်တော့ဆိုပြီးတော့ဆရာဆရာဆရာကိုကခိုင်းတဲ့ပုံစံကြီးဖြစ်သွားမှာနမတ်နစ်ကိုရွေးလိုက်လို့ရှိရင်အဲ့အတွက်ကြောင့်မလို့မှားတယ်အဲ့တော့အဖေကစမ်းပန်နမတ်၃ပေါ့ အဲဘလောက်ဘလောက်တောင်လွယ်လဲအရန်လွယ်တယ်ဒီမှာဆိုလို့ရှိရင်ဟိုအီတာရာခဲမဆန်းကောက်ကိုကြည်မလားတွေကြည်တာကိုလက်ခံရရှိတာတွေမရှိတာတွေအဲအတိုင်းနေဘာသာမပြောင်းနဲ့ဘာသာပြောင်းမှုလည်းအချိန်မရှိဘူးအဲ့တော့မှတ်မယ်ဓာတ်ရှိပေးထားတဲ့နှုတ်ကလေးကိုမှတ်မယ်ကိုကလှုပ်ချင်တာဆိုရင်ဆဲပါတာကိုရွေးအဲ့ထဲမှာမှဘတ်တဲမို့အီတို့ဘတ်တဲမို့ရောတော့ရှိလို့ဆဲပါတာကိုရွေးလို့မရဘူးဘာကြောင့်လဲဆိုတော့ဆဲပါလိုက်တာနဲ့သူ့မျိုးကိုခိုင်းတဲ့ပုံစံကြီးဖြစ်သွားမှာနားလည်မယ်နော် အကိုကလုတ်ချင်ရင်ပုံမှန်တိုင်းဆိုရင်ဆဲပါတော့ရွေးမယ်တဲမို့အီအီလိုရောရောရှိလိုဆိုရင်ဆဲပါတော့ရွေးလို့မရဘူးဆဲပါလိုက်ပြီဆိုတာနဲ့သူများကိုခိုင်းတဲ့ပုံစံကြီးဖြစ်သွားမှာအဲ့တော့ပုံမှန်ကတော့သူများကိုခိုင်းနေဆိုရင်တချို့ရိုးရိုးတဲခူတာဆိုင်လိုအဲတဲခူတာဆိုင်မဆန့်ကားတို့တဲခူတဲ့တို့ဒါလေးရင်ပုံမှန်တဲဖောင်နေပဲသူများကိုခိုင်းရတာကွာကိုကိုတိုင်းကလုတ်ချင်တာဆိုလို့ရှိရင်ဆဲတဲဆဲတဲဆဲတဲတွေ ရမယ်နော်အဲ့တော့ဒါရှိလေအိုးခွက်ရှင်နှစ်စုံမြနှစ်စုံမြောက်ရဲ့ဒီ Monite 4ပေါ့နော် Monite 4မြားထိုးပုတ်စာရဲ့ဒီနံပါတ်3မှာတော့အကြောင်းသားတွေတင်ပေးခဲ့လေဒီမှာဆိုလို့ရှိရင်လေအဲသူများတွေကလေးတွေอ่ะကွာစူးညံနေတာစူးစူးညံနေတော့သူများကိုကွာသူများကိုကိုကနေပြီးတော့သူများကိုခိုင်းမှာအဲနင်တို့ TV ပိတ်စမ်းတိတ်တိတ်နေစမ်းဆိုပြီးတော့ကွာသူများကိုခိုင်းမှာသူများကိုခိုင်းမှာဆိုလို့ရှိရင်ဓာတ်ရှိတင်ပေးထားရတယ်သူများကိုခိုင်းမယ်ဆိုရင်ရိုးရိုးတဲခူတာဆိုင်တို့ရိုးရိုးတဲခူတဲတို့တဲ ခုရဲနိုင်ခုရဲမဆန့်ကရိုးရိုးတဲဖောင်နဲ့ပဲခိုင်းလိုက်ရုံပဲအဲ့မှာဆိုလို့ရှိရင်တရှိအခုတင်ပေးထားတဲ့နှုတ်ကလေးကိုသာကြက်ထားမယ်ဆိုလို့ရှိရင်ဒီမှာဆိုရင်သူများကိုခိုင်းတာ TV ကိုပိတ်လိုက်ဒါမှမဟုတ်လေတိတ်တိတ်နေစမ်းတိတ်တိတ်နေပေးပါဆိုပြီးတော့ကွာသူများကိုခိုင်းတဲ့ပုံစံတဲခုရဲလူနဲ့တုံးပြီးတော့ပြောသွားတာအဲ့မှာဆိုလို့ရှိရင်တရှိအခုတင်ပေးထားတဲ့နှုတ်ကလေးကိုသာတိထားမယ်ဆိုလို့ရှိရင်ကွာဒီလိုပုံစံမျိုးဆိုရင်လည်းဒါသူများကိုခိုင်းတာသူများကိုခိုင်းတာဆိုလို့ရှိရင်ရိုးရိုးတဲခုရဲတို့ တဲခူတာဆိုင်ကိုတုံးလိုက်ရုံနဲ့ဆဲပါတာကိုရွေးလို့မရဘူးပေါ့နော်အဲ့တော့ဒီနှုတ်ကလေးကိုကြက်ထားတာအကြောင်းသားရဲ့အရန်အသုံးဝင်တယ်နော်ဆောင်းပွဲမှာဒီလိုမျိုးကိုကလှုပ်ချင်တာလားသူများကိုခိုင်းမာလားဆိုတာအများရန်မေးတယ်အများရန်မေးတယ်အဲ့တော့ဘာသာပြန်မကြည့်နဲ့ဘာသာပြန်ကြည့်ရင်အရန်ရှုပ်တယ်အဲ့တော့နံပါတ်3ကိုကြည့်မယ်နံပါတ်3လို့ပုံစံမျိုးဆိုရင်လည်းတက်ရှုပ်ရဲကင်းနဲ့ ရဲဒိန်းနဲ့ပေါ့နော်ပြည်သူလူလူနဲ့အဲ့လိုပုံစံမျိုးလေးရလဲအများရန်မေးပါတယ်စိုင်းဝန်တန်းနဲ့ကတ်စတမာနဲ့တို့အထက်လူကြီးနဲ့အောက်လက်ငယ်သားတို့ပြီးရင်ရဲဒိန်းနဲ့ပြည်သူနဲ့တို့အဲ့လိုပုံစံနေကြည့်ပဲမေးတာဒါတွေကိုကိုကဥက္ကရှင်၅စုံလောက်သာလေ့ကျင့်ထားရင်အမလီအေးဆေးပဲနောကြည်နေပြီ listen နေ3番公園の花壇に入っている人に注意したいです何と言いますか ထာတန်းဆိုတာကဥယင်ပန်းချံကိုပြောတာပေါ့နော်အဲ့တော့ပန်းဥယင်တွေကိုဝင်လာတဲ့သူကိုချူးဣစီတိုင်းတဲ့ဒရီပေးကျင်တာဟဲ့လားဒရီပေးကျင်တာချူးဣစီတိုင်းတဲ့ဒရီပေးကျင်တာဒရီပေးကျင်တာနန်းတိုအီမတ်ကဘာပြောမှလဲတဲ့အဲ့ဒီရဲတဲ့ရနေပြီးတော့ကွာပန်းချံတွေကိုဒီမှာခွေးဆွဲပြောကွာဝင်လာလို့ဒရီပေးကျင်တာဝင်လို့မရဘူးဆိုပြီးဒရီပေးကျင်တာဘာပြောမှလဲတဲ့1花壇に入っちゃダメですよ に花壇に入っちゃったんじゃないですか三花壇に入らなきゃいけませんよえー、ဒီလိုပုံစံဆိုရင်လည်းအမတ်ကအလကားရအဲ့တော့မလုံနဲ့ဆိုပြီးတော့ဝင်လို့မရအောင်ဆိုပြီးတော့တားမြစ်တာဆိုတော့ဒါမဲဒါမဲပါတာလေးကိုရွှေ့လိုက်ဒါမဲပါတာလေးကိုရွှေ့လိုက်ရမယ်เนาะအဲ့တက်ရှိဒီဟာလေးကိုလည်းနှုတ်ကလေးနဲ့ပြပြပေးမယ်အဲအဲ့မှာဆိုလို့ရှိရင် အဲ M5 မှာတင်ရတဲ့ buff day ဝအိခဲမဆန်းဆိုရင် buff လုံးလို့မရဘူးဆိုရင်အဲ့ချဒါမဲတို့ဂျာဒါမဲတို့ ਨੇ အတူတူပဲချဣခဲမဆန်းဂျာဣခဲမဆန်း ਨੇ အတူတူပဲ buff လုံးလို့မရဘူးမလုံးနဲ့ဆိုပြီးတော့တားမြစ်လိုက်တာကွာမလုံးနဲ့ဆိုပြီးတော့တားမြစ်တဲ့ပုံစံတားမြစ်တဲ့ပုံစံအဲ့တော့ဒီမှာဆိုလို့ရှိရင်လေဝင်လို့မရဘူးမဝင်နဲ့ဆိုပြီးတော့ကွာတားမြစ်လိုက်တဲ့ပုံစံပေါ့နော်နံပါတ်1ကကြာတော့ချတန်းဂျာနိုင်ဒက်စ်ကအဲဝင်မိတာမဟုတ်ဘူးလား ာအစ်ချက်တန်းဂျာနိုင်းဒက်စကအဲနင်းဝင်လိုက်မိရလားဝင်မိတာမဟုတ်ဘူးလားဆိုပြီးတော့ကွာဒီရဲထင်းရနေပြီးတော့အဲနင်းဝင်လိုက်မိရလားဝင်မိတာမဟုတ်ဘူးလားဆိုပြီးတော့ကွာမေကွင်းကြီးပြန်မေးတဲ့ပုံစံအင်းတောင်ဖြစ်နေရနံပါတ်2ကလုံးဝအမာကြီးနံပါတ်3ကကြတော့နာခရနာခရဆိုလို့ရှိရင်လေကျောင်းသားရဲ့နာခဲတဲ့ပါနဲ့အတူတူပဲမလုံရင်းဆိုရအတိတ်ပဲအနောက်ကအီခဲမဆန်းနဲ့ပေါင်းလိုက်တဲ့အခါမှာမလုံလို့မရဘူးဆိုပြီးတော့ကွာလောက်ကိုလောက်ရမယ် အဲ့နင်ပန်းဝင်ရတဲ့ဝင်ကိုဝင်ရမယ်ဆိုပြီးတော့ကွာ9တူနဲ့အတူတူပဲဟဲ့ဒီနခနခဒီခဲမဆန်က9တူနဲ့အတူတူပဲမလုံးလို့မရဘူးအဲ့နင်ပန်းကြံတဲ့ကိုမဝင်လို့မရဘူးဝင်ကိုဝင်ရမယ်ဆိုပြီးတော့ကွာဝင်ခိုင်းတဲ့ပုံစံဖြစ်နေတဲ့နံပါတ်3ကြီးရလေအမားကြီးရမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တက်ရှိဒီဘက်က note note ကလေးကိုပြန်ထုတ်ပေးထားရဲပေါ့နော် နာခရဤခဲမာဆန်တို့နိုင်တိုတို့နာခုချတို့ဆိုတာကအန်ဖိုက်မှာသင်ခဲ့ရတဲ့ဘက်ဖနာခဲတဲ့ပါနာဒီမာဆန်ဘက်ဖနာခဲတဲ့ပါနာရနိုင်တဲ့အတူတူပါပဲလောက်ကိုလောက်ရမယ်ဆိုတဲ့သဘောအပေါ်ကဒါမဲတို့ချတာမဲတို့ဂျာတာမဲတို့ဆိုတာကကြတော့တားမြက်တာမလုံးနဲ့ဆိုပြီးတော့တားမြက်လိုက်တာဒါကကြတော့လောက်ကိုလောက်ရမယ်ဆိုပြီးတော့ဖိအားပေးတဲ့ပုံစံရမယ်နော်အဲ့တော့ listening လေးပြန်ပြီးတော့နားထောင်ကြည့်အောင်3 公園の花壇に入っている人に注意したいです。何と言いますか ?1。花壇に入っちゃダメですよ。2。2> 花壇に入っちゃったんじゃないですか ?3。花壇に入らなきゃいけませんよ。 ဒီဘက်ကလည်းတက်ရှိတင်ပေးတဲ့ဒီနှုတ်ကလေးကိုသာရထားမယ်ဆိုလို့ရှိရင်ကျောင်းသားရဲ့ကြိုက်တဲ့ listening အပုတ်လာပေါ့เนาะဒီမှာဆိုလို့ရှိရင်ကိုကလှုပ်ချင်တာလားသူများကိုခိုင်းမာလားပြီးရင်လှုပ်လို့မရဘူးမလှုပ်နဲ့ဆိုပြီးတော့ကွာတားမြစ်မာလားလှုပ်ကိုလှုပ်ရမယ်ဆိုပြီးတော့ပြောမာလားဒါလေးတွေကိုသာရထားရင် listening ကအေးအေးဆေးဆေးဖြေနိုင်တယ်เนาะအဲ့ဒါတွေမရထားဘူးဆိုရင်ဒါနည်းနည်းတိုင်ပတ်မှာရွံပန်ကိုဆက်နားထောင်မယ်အဲရွံပန်မှာဆိုလို့ရှိရင်ကောင်မလေးကမုံပန်းလေးကင်ထားเนาะမုံပန်းလေးကင်ထားတယ် အဲမုံဖန်းကင်တိုင်းဆိုရင်အမြဲတမ်းမှတ်တာဒါရှိအလွယ်မှန်ပြီးပြောပြအောင်မယ်အဲစားပါသုံးဆောင်ပါလို့သူများတွေကိုလိုက်ပြောမှာ4番お土産のクッキーを会社に持ってきました何と言いますかお土産のクッキーဆိုတာကအပြန်လက်ဆောင်ပေါ့နော်ကွကီးလေးကိုတဲ့ကုမ္ပဏီတဲကိုယူလာတယ်ဘာပြောမှာလဲအဲ့တော့ကိုကကွာအပြန်လက်ဆောင်ကွကီးလေးယူလာတာကုမ္ပဏီကိုယူလာတာအဲ့တော့ကုမ္ပဏီကလူတွေကိုဘာပြောမှာလဲ 1, 1よかったらいただいてください <S 2, 2 <S よかったら召し上がってください3よかったら召し上がってもいいですよအဲ့တ <music> ော့နံပါတ်3ကကြတော့အဆင အဲအဆင်ပြေတယ်ဆိုရင်စားလို့ရတယ်စားလို့ရတယ်အဲစားလို့ရတယ်ဆိုပြီးတော့အတိုင်းတော့မပြောဘူးလေစားပါအောင်သုံးဆောင်ပါအောင်လို့ပြောပါလေအဲ့တော့နံပါတ်3ရတော့လုံးဝအမားကြီးနံပါတ်1နဲ့2ကိုကြည့်မယ်အဲနံပါတ်1နဲ့2မှာဆိုရင်ဒီမှာမြင်လားသူများကိုခိုင်းတာသူများကိုခိုင်းတာဆိုရင်တဲခူတာစားအောင်သုံးသွားတာအခုတက်ရှိတင်ပေးတဲ့နှုတ်ကလေအခုကိုအသုံးဝင်နေပြီနော်အခုဒီမှာပုတ်စာ၄ပုတ်၄ကျင်းလိုက်တယ်နှစ်ပုတ်ကဒီမှာခိုင်းတဲ့ပုံစံနေကိုကလှုပ်ချင်တဲ့ပုံစံနေပါနေရအရန်အသုံးဝင်နေနော်ကြောင်းသားတယ်ဒီမှာဆိုရင်လဲကွာကောင်မလေးကသူများတွေကိုစားခိုင်းမှာ သူများကိုခိုင်းတာသူများကိုခိုင်းတယ်ဆိုလို့ရင်ရိုးရိုးတဲခူတာဆိုင်တို့တဲခူတဲရူတို့တဲအီတာရာခဲမဆန့်ကာတို့ ਨੇ တုံးပြီးတော့ပြောမှာအဲ့တော့ဒီမှာဆိုလို့ရှင်သူပြောသားတာနံပါတ်1နဲ့2ကတဲခူတာဆိုင်တော့မှန်နေအသုံးနှုံးกว่าတယ်ပေါ့เนาะအဲ့တော့ပုံမှန်အီတာရာခီမတ်ကလည်းစားတာပဲမက်ရှိအာဂါရီမတ်ကလည်းစားတာပဲသို့တော်냐လဲအီတာရာခီမတ်စားတယ်ဆိုတာက ကိုကိုရာကကိုကိုကိုနှိတ်ချပြီးပြောတာကွာဥမာသူများကကိုကိုစားခိုင်းနေဆိုလို့ရှိရင်နင်စားအောင်လို့ကွာကိုကိုပြောလာတယ်ဆိုလို့ရှိရင်အဲဟုတ်ကဲ့ငါစားပါမယ်ဆိုပြီးတော့အီတာတာခီမန်စားပါမယ်သုံးဆောင်ပါမယ်ဆိုပြီးတော့ကိုကိုကိုနှိတ်ချပြီးတော့ပြောတဲ့အတုံးအနှုံးမဲရှိအာဂါရီမတ်ကကြတော့တဖက်လူကိုမြင့်ပြီးတော့ပြောတာအဲ့တော့ဒီမှာဆိုရင်ကွာအဲမုံမဲလေးကင်ထားပြီးတော့ကွာသူများတွေကိုတော့နှိတ်ချပြီးတော့မပြောဘူးလေသူများတွေကို မြင့်တင်ပြီးတော့ပြောမှာပေါ့မဲရှိအားကတင်နေပြောမှာပေါ့တုံးဆောင်မအောင်ဆိုပြီးတော့မြင့်တင်ပြီးတော့ပဲပြောမှာပေါ့အဲ့တော့ဖြေမှန်လေးကနိဗ္ဗာန်နမနစ်ပါနော်ရိုးရိုးစားပါအောင်စားပါလို့မပြောကွာတုံးဆောင်မအောင်တုံးဆောင်မမြင့်ပြီးတော့ပြောမှာနားလည်မယ်နော်4番お土産のクッキーを会社に持ってきました何と言いますか1よかったらいただいてください2 2> 2よかったら召し上がってくださいよかったら召し上がってもいいですよ。 အဲ့တော့နားလည်မင်းနော်ညှထိုးပု္ပ္ပစာ၄ဘုတ်ပေါ့နော်အခုမွန်နိုင်ဖော်ညှထိုးပု္ပ္ပစာ၄ဘုတ်ကိုလေ့ကျင့်လိုက်တယ်အထက်မှာမှចောင်းသားတွေမတိလောက်ဘူးထင်တဲ့ဟာလေးကိုတက်ရှိနှုတ်ထဲကနေပြီးတော့စာပြန်နှိပ်ပေးမယ်ပေါ့နော်တီဗီသားသူတွေဆိုရင်လည်း revision ပြန်တဲ့သဘောမျိုးပဲကွာမတိသေးတဲ့သူပါမယ်ဆိုလို့ရှိရင်လည်းဒါလေးတွေတိထားခြင်းဟာចောင်းသားရဲ့ listening အမှတ်ကအလကားရပါတယ်နော်အလကားရပါတယ်အဲ့တော့ဓာရီတိထားပြီးတော့မှကွာနောက်ထပ်ဥက္ကွေရှင် listening file ကိုတွားပြီးတော့လေ့ကျင့်ကြည့်တေချာပေါက်အမှတ်တက်တယ်ကွာတေချာပေါက်အမှတ်တက်တယ် တော့ birthday ဝဤခဲမဆန်းဆိုရင်ဒါမဲချဒါမဲတို့ဂျဒါမဲတို့ချဤခဲမဆန်းတို့ဂျဤခဲမဆန်းတို့ ਨੇ အတူတူပဲ birth လုံးလို့မရဘူးဆိုပြီးတားမြစ်တာအဲ့ဒီချဥတို့ဂျဥတို့လေချချတို့ဂျတို့ဖောင်ပြောင်းတော့မယ်ဆိုရင် birth ကိုတဲဖောင်ပြောင်းတဲဖောင်ပြောင်းပြီးတော့ဟာဒီတဲကိုဖြုတ်လိုက်တဲကိုဖြုတ်ပြီးတော့ချတို့ဂျတို့ကတ်လိုက်ရုံပဲအဲ တဲဖောင်ပြောင်းလိုက်လို့ဒဲဖြစ်သွားတဲ့ကောင်းနေဆိုရင်ဒဲကိုဖြုတ်ပြီးတော့ဂျာပောင်းတာပေါ့နော်ဂျာပောင်းတာတဲဖောင်ပြောင်းလိုက်လို့တဲဖြစ်တဲ့ကောင်းနေဆိုလို့ရှိရင်ရိုးရိုးချလေးပဲပောင်းလိုက်တာအဲ့ဒီချချပောင်းတဲ့ပုံစံလေးကိုရောနားလည်မယ်နော်တော့နာခရဆိုလို့ရှိရင်ဘက်ဖနာခဲတဲ့ဘာနဲ့အတူတူပဲမလုတ်ရင်းဆိုတဲ့အဓိပ္ပာယ်အဲ့ဒါအောင်မအဒီနာခရဤခဲမဆန်းလို့နာခရနာရီမဆန်းနာရနိုင်လို့အဲ့လိုမျိုးသုံးလိုက်ပြီဆိုရင်သူကမလုတ်လို့မရအောင်လုတ်ကိုလုတ်ရမယ် တော့9တိုဆိုလို့ရှိရင်လည်းမလုံးလို့မရဘူးလောက်ကိုလောက်အောင်နောက်ခု6ဆိုရင်လည်းမလုံးလို့မရဘူးလောက်ကိုလောက်အောင်နားလည်မယ်နော်အဲ့ buff demo e နဲ့ yoroshi နဲ့အတူတူပါပဲနော် buff demo yoroshi desk က yoroshi desho ကလုံးလို့ရလားဆိုပြီးတော့ပြောတဲ့ပုံစံအဲ့တော့ kadan ဆိုတာကပန်းချံပန်းဝင်ပါနောက်ပြီးတော့အမြဲတမ်းမတ်ထားပါအ ကိုကလှုပ်ချင်တယ်ဆိုရင်ဆဲပါတာကိုရွေကိုကလှုပ်ချင်တယ်ဆိုရင်ဆဲပါတာကိုရွေအထဲမှာမတဲမိုအီအီတို့တဲမိုရောရရှိအီတို့ဆိုရင်ဆဲပါတာကိုရွေလို့မရပါဘူးဆဲပါတာကိုရွေလိုက်မယ်ဆိုရင် သူများကိုခိုင်းတဲ့ပုံစံကြီးဖြစ်သွားမှာပါနားလည်မယ်နော်